အမြန်နှုန်း speed ကောင်းမှဘောလုံးကန်လို့ရမယ်ဆိုရင်ကမ္ဘာအိုလံပစ်ချန်ပီယံဦးစိန်ဘောကလည်းဘောလုံးသမားကောင်းတစ်ယောက်ဖြစ်နေခဲ့မှာပေါ့ဒါပေမဲ့ဘောလုံးကစားရမယ်ဆိုရင်တော့ skill ကောင်းနေုံနဲ့မလုံလောက်ဘူး speed ရှိဖို့လည်းလိုအပ်တယ်ဒီရက်ထဲအမြန်နှုန်းနဲ့ပတ်သက်ပြီးတော့ပြောချင်နေတာကြာပြီပြီးတဲ့ခါမှာပြီးတဲ့နှုံးလေးတွေရှိတယ် jogging ပြီးတာလားခြေလမ်းစိတ်လားခြေလမ်းကျဲလားအာအပြည့်ထည့်ပြီးတော့ပြီးတာလားဆိုတာလေးတွေရှိတယ် ပွဲထဲမှာဆိုရင် အချိန်တိုင်းအားအပြည့်ထည့်ပြီးတော့ပြေးနေဖို့လည်းမလိုပါဘူး။ဘယ်အချိန်မှာ jogging လုပ်ရမယ်၊ဘယ်အချိန်မှာခြေလှမ်းကျဲလောက်ပြေးသင့်တယ်ဆိုတာမျိုးလည်းသိထားဖို့လိုပါတယ်။ဒီနေရာမှာ full pad တွေနဲ့တောင်မှကစားသမားတွေဆိုရင်တော့10မီတာနဲ့မီတာ20လောက်ကိုပေါက်ကွဲရပြင်းပြင်းနဲ့ပြေးတက်ဖို့တော့ trainer သင့်ပါတယ်။ speed အကြောင်းပြောနေတော့ soccer အတွက်ပဲမဟုတ်ပါဘူး။ futsal အတွက်လည်း speed ကအရေးကြီးပါတယ်။ ဖူဆယ်မှာလည်းအ мян ရွှေ့တာတွေကောင်းခြင်းကိုယ့်ရဲ့အ мян နှုံးနဲ့လှင်မြန်မှုကိုပေါင်းပြီးတော့ train ရတာပါပဲဒီတော့ speed ကောင်းအောင်လို့ဗာလေးကျင်ကန်းတွေလှုပ်တင်လဲဆိုပြီးတော့မေးတော့မှမှလားကျွန်တော်ဒါတွေကြိုပြင်ထားပါတယ်လိုက်ပြီးတော့လှုပ်ကြည့်လို့ရပါတယ်အရင်ဆုံးပြေးတာနဲ့ပတ်သက်ပြီးတော့မှားနေလွဲနေအရာလေးတွေကိုအရင်ပြောပါမယ်ကိုပြေးတာမြန်ရင်နေဆိုရင်ကိုယ့်ရဲ့ပြေးတဲ့ပုံစံခန္ဓာကိုယ်ပုံစံကိုလည်းအရင်ပြင်ရပါတယ်ပြေးတဲ့အခါရင်ကော့ပြီး လက်လွှဲရပါတယ်။ကိုယ့်ရဲ့ဒူးကလည်းတာမန်ဂျော်ကင်ပြေးစလို့နှိမ်ထားလို့မရပါဘူး။ဒူးမြောက်ပြီးပြေးမှပဲကိုယ့်ရဲ့ထောက်ချေရဲ့တွန်းကန်အားနဲ့အရှိန်အပူများပြီးတော့အရှိကိုပူရောက်သွားမှာဖြစ်ပါတယ်။ပြေးတဲ့အခါမှာလည်းမီတာ100 200ပြေးတာမျိုးမဟုတ်ဘဲနဲ့10မီတာ မီတာ20ဒါမှမဟုတ်မီတာ30ဒီလောက်ထိကိုပဲခြေလမ်းမှန်မှန်နဲ့မြန်မြန်ပြေးနိုင်ဖို့ပဲလေ့ကျင့်ရမှာပါဒီတစ်ခုကအရှိန်ပအောင်လို့လုပ်တဲ့လေ့ကျင့်ခန်းပါ ကုန်းရှိတယ်ဆိုရင်လည်းကုန်းနဲ့တတ်မှတ်ပြီးတော့အတင်ချပြေးလို့ရပါတယ်။ကုန်းမရှိလည်းအမှတ်အတားတစ်မျိုးမျိုးလုပ်ပြီးတော့လေ့ကျင့်လို့ရပါတယ်။လေ့ကျင့်တဲ့အခါပထမအနေနဲ့ jogging ပြေးမယ်။ခြေလမ်းစိတ်ပြေးမယ်။ခြေလမ်းချက်ပြေးမယ်။အပြည့်အားထည့်ပြီးတော့ပြေးလို့ရပါတယ်။ဒီလိုလေ့ကျင့်တဲ့အခါမှာပြေးတဲ့အခါလဲအားအကုန်ပြေးပြီးရင် နားတဲ့အခါလဲပြပြဝါအသက်ရှူပြီးနားပါပြီးတဲ့အခါ break တွေအချိန်တက်တာတွေကောင်းအောင်လို့ zig zag line လုပ်ပြီးတော့လဲပြေးလေ့ကျင့်ကြည့်လို့ရပါတယ်အခြားပြေးနည်းပုံစံတွေလည်းရှိပေမဲ့ကျွန်တော်ကတော့ zig zag line ပြရတာကိုပိုကြိုက်ပါတယ်ပြေးတဲ့အခါတွန်းကန်အားပောက်ကွဲရတွေပိုကောင်းအောင်လို့အခုလို physical exercise တွေလည်းလုပ်ပြလို့ရပါတယ်။ jump ခုံတာ၆တောက်တစ်ချောင်းထောက်ပြီးခုံတာ squat ထိုင်တာ လန်ဂျီအက်ဆာဆိုက်လုပ်တာ body balance အတွက် hook ခုံတာစတာတွေကို train လုပ်ရပါတယ်ဆိုတော့ဘောလုံးကစားတဲ့အခါတခုတည်းကောင်းနေုံနဲ့မလုံလောက်ပါဘူး skill ကောင်းနေတယ်ဆိုရင်ကိုယ်စီမှာ speed နဲ့ agility တွေမကောင်းဆိုရင်ဒီအရာတွေကိုဖြည့်တင်ပါတယ်ဒီ video ထဲမှာလိုအပ်မဲ့လေ့ကျင့်ခန်းတွေကိုလည်းထည့်ပြောပေးထားလို့အဆင်ပြေကြမယ်လို့လည်းမျှော်လင့်ပါတယ်အခုကြည့်နေရသူတွေထဲမှာလည်း speed နဲ့ skill ကိုမျက်မျက်တတအသုံးပြုပြီးတော့ကစားနေကြတဲ့သူတွေရှိလား ရှိတယ်ဆိုရင်လည်းအတွေ့အကြုံကို comment ထဲမှာဝင်ရေးသွားလို့ရပါတယ်။ဆုံးဖြတ်ကြည့်ပြီးတော့လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။